မယ်တော့ကြလိုင်းရန်ပြက်ခနဲ့ဆိုကောက်ပြက်သွားဘူးအဲ့ဒီငါကတဲ့ဒီမှာငါပရိတ်ရှိတယ်ဗျာနော်သူ့ဆောင်မှာနှစ်ခါငါထိတ်ပြီးခဲ့တဲ့ပွဲတော်ကျွန်တော်ပြောတယ်နှစ်ခါရဲ့ဆောင်မှာအပူလာမယ်လို့ပြောခဲ့တာဒီလိုင်းလေးပဲနော်ငါပြီးတော့ကျွန်တော်ဒီမှာ၄နှစ်ခါငါထိတ်နော်သူကနှစ်ခါငါထိတ်ဒီမှာလည်းနှစ်ခါနဲ့ငါထိတ် အဲ့ဒီလူမျိုးဒီမှာလည်းဖြစ်တယ်နော်၃ပြိတ်နှစ်ခါငါးထိတ်မင်းလေးမှမိုးရီပါနေတယ်ဒီမှာတော့မရောပါဘူးအိုးအကူကမန္တလေးရလားအဲ့ဒီ9နှစ်9ဟုတ်တယ်เนาะ9ပြည့်ရဲ့ဆောင်းမှာနှစ်ခါလို့ရှိတယ်သူ့ရဲ့ဘေးမှာ9ထိပ်စီးဒါပြီးခဲ့တဲ့ဘွယ်ကစားသွားတယ်เนาะ အဒီငါးထည့်ရဲ့နှစ်ပင်ကျော်မှာသူကနှစ်ပိတ်ခံတာဒီမှာပရိလေးနှစ်ခါသူ့ဘေးမှာငါးထည့်စီနောက်နှစ်ပင်ကျော်မှာတစ်အခုဒီမှာပရိသုံးနှစ်ခါပြီးခဲ့တဲ့ဘွယ်ကငါးထည့်စီထည့်ကျွန်တော်ကငါးကိုကြိုက်တယ်ပြီးခဲ့တဲ့ဘွယ်ကျွန်တော်ငါးခါးတွေကြီးတွေ့တာအဲ့ဒါကြောင့်မလို့ကျွန်တော်လင်းငါးလေးဆိုပြီးအော်ခိုင်းပလိုက်တယ်ထွက်လာတော့ထိတ်ကထွက်တာဟုတ်အဲ့ဒီငါးရဲ့နှစ်ပင်ကျော်မှာသူကတုံညာနောက်ပိတ်နောက်ပိတ်ကတုံညာ တိနှစ်နော်9နှစ်4 1 33 9နော်အဲ့လိုဖြစ်ပြီးမှဒီမှာ25ဆိုတယ်25ဆိုတာယူသူကထည့်25တယ်ဘာလို့ထည့်သွားလဲမသိဘူးအဲ့ဒီထည့်ပြီးတော့သူ့အောက်မှာကျွန်တော်တို့တမျိုးတွေးကြည့်တာဗောလေကျွန်တော်လွယ်လွယ်တွေးတာပဲဒီနေရာအပူး ဲ့ဒီအပူကဒီနောက်ထောင်နှလုံးငါးကငါးထိတ်နေနော်အပူလို့သူထွက်နေတယ်သူ့အပေါ်ကဏ္ဍဝန်းချင်းလေးဖြစ်တယ်နော်ဒီမှာကျတော့လေသူ့အပေါ်ကဏ္ဍတစ်လုံးပါတာပဲချိန်ပြီးပူးတာပဲအဲ့ဒီငါးနှစ်ခါငါးထိတ်လို့ဖြစ်တယ်နောက်နှလုံး6က6ထိတ်6ထိတ်ဒီမှာနောက်နှလုံး၅က၅ထိတ် အခုဒီမှာနောက်ပိတ်ကလည်းသူကစီနီယာထဲတာဟိုနှလုံး၅နှလုံး၆နှလုံး9လို့ထည့်ထည့်ပြီးတော့မှအဲ့ဒီခွန်ကဒီဘွဲကိုသူကခွန်ထိတ်စည်းနဲ့အပူခွားလို့ရိုက်ခိုင်းတယ်လားခွန်ထိတ်စည်းနဲ့အပူခွားဘာကနန်းကြိုက်တော့ခွန်ထိတ်စည်းနဲ့အပူခွားနော်အဲ့တော့ဒီနောက်နှလုံး၅ကို၅ထိတ်ပဲယူလိုက်တာပေါ့ဗျာနော်ဒီနောက်နှလုံး၆က 6ထိပ်ပေါ့လူဒီမှာနောက်နှလုံးကခွန်းဆိုပြီးသူထည့်သွားတာခွန်းထိပ်ပေါ့အဲ့တော့နောက်ပိုက်တလုံးထပ်ထည့်လိုက်မယ်နော်ဒီဆောင်သုံးလုံးကို911ဆိုပြီးတော့သူကခွန်လို့သူရိုက်အဲ့ဒီခွန်လို့ရဲလိုက်တာနဲ့အဲ့ဒီ10နောက်ပိတ်နဲ့ဒီဘရိတ်ကိုနဲ့ကိုသူက 3ည5ပါวะเนาะ30လို့သူပြန်ထည့်တင်းနောက်ပိတ်เนี่ยပရိတ်ကိုးเนี่ย30ဒီ3လုံးကခွန်ပုံသေးเนาะအဲဒီနေကိုးပရိတ်เนี่ยတစ်ပိတ်30ရဲ့နှက်ခတ်ဒီ3လုံးခွန်သလားဗောဗျာเนาะအဲ5ပါวะ30ပြန်ယူယူဘယ်လိုယူယူယူလို့ရအဲဒီမှာခွန်နောက်ပိတ်ထည့်ဇောင်း3လုံးကိုသူကခွန်လို့ရိုက်เนาะခွန်လို့ရိုက်တယ်တဲ့အဲ့ဒီ5ထိပ်စီးရဲ့ပါวะ ဒီပရိသုံးနဲ့ခွန်နောက်ပိတ်နဲ့တဆယ်ပဲနော်တဆယ်ပဲအဲ့အခုကျွန်တော်တို့ဒီနေရာမှာဒီသုံးလုံးကိုကျွန်တော်တို့ခွန်လို့ထည့်ဖို့ဟာသုံးနောက်ပိတ်သုံးနောက်ပိတ်ဒီမှာသုံးနောက်ပိတ်လိုက်တာ ਨੇ ဒီ break ခွန် ਨੇ ဒီသုံးနောက်ပိတ်တွေက30ဖြစ်ကပါเนาะအဲ့တော့ခွန်3အခွကြီးရတယ်အပူဖြစ်မယ်ဆိုတော့ ဒီကနန်းလေးစိတ်ဝင်စားဘူးလားလို့နော်ထိုးစရာနှစ်ခွက်သေးရှိတယ်ခွန်သုံးသုံးနှစ်ခွက်သေးရှိတယ်နော်နှစ်ခွက်သေးရှိတယ်ဒါအပူးဆိုရင်ပေါ့လေနော်ကျွန်တော်တို့ထုတ်ကြည့်ဒါအပူးဆိုရင်ပေါ့အဲ့တော့အပူးမဟုတ်လို့များပရိတ်တပရိတ်၃ညပရိတ်၉ဆိုရင်ခွန်၉၃ဆိုတဲ့ကနန်းမျိုးဖြစ်သွားလို့လေရတယ်နော်ဒါတော့ကိုယ့်ကိုကြည့် ဒီနေရာမှာခွန်ထိတ်၃ဘိတ်ကတော့သူကနည်းနည်းလှလှပပရှုပ်ထားတယ်เนาะဒီနောက်နှလုံးကထိတ်ပရိတ်နဲ့အပိတ်နဲ့က30ဒီဆောင်သုံးလုံးကခွန်ပုံသေးဟင်းသူကအဲ့လိုလာအဲ့ဒီပရိတ်၃နဲ့ခွန်နောက်ပိတ်နဲ့က30ဆောင်သုံးလုံးကခွန်နောက်နှလုံး6ကထိတ်အပူเนาะအပူအခုလည်းအဲ့လိုဖြစ်မဲ့ဆိုရင်ပေါ့လीเนาะ ီခွန်ပရိတ်နဲ့၃နောက်ပိုင်းနဲ့မှာ30လို့သူကရိုက်အဲ့တော့ဒီမှာဇောင်းခွန်ဖြစ်အောင်၃နောက်ပိတ်ပဲထည့်ရမှာเนาะသူအဲ့လိုဖြစ်တော့သူအဲ့လိုဖြစ်တော့ကျွန်တော်တို့ကဒီနေရာမှာအပူးမာလာကိုပရိတ်မာလာအပူးဆိုလဲနှစ်ကွာပဲထွက်မယ်เนาะခွန်၃ခွန်နဲ့ခွန်၃၃ပရိတ်ကိုထွက်မယ်ဆိုလဲကိုခါနဲ့ เนาะคู่93ดาเวชิ3กว่าเนาะเอ้อดีเนี่ยมาถั่วแม่กันนะคู่คู่3สู่ได้กันนะดีเนี่ยมาถั่วลูกยาได้เนาะดีเนี่ยมาถั่วลูกยาได้อะแล้วจะเปล่าไปบาลูกลงสู่တော့ไอ้กันนั้นดีเนี่ยมาแท้ตัวลูกยาได้บาลูกจะเปล่าเลยสู่တော့ ောက်သွားတော့ဖွန်3 3ဆိုတဲ့ကရန်တီနေရာမှာထည့်လို့ရတယ်။အော်နေပြီစေတော့အဲဆိုင်ကပြလို့မရဘူး။အဲဆိုင်ပြရင်အော်ကနန်းမှာပါသွားမယ်။အဲထားလိုက်ပါတော့ခွန်3 3မဲ့ထက်နော်။ခွန်3 3မဲ့ထက်အဲ့တော့ခွန်3 3မဲ့ထက်ဆိုတော့ကျွန်တော် မှတ်မိတယ်နော်ဒီကနန်းတဲ့လေးကွက်ပြီးခဲ့တဲ့ဘက်က300အာ2000စီကျွန်တော်ပြောပါတယ်ပြီးခဲ့တဲ့ဘွဲကပြန်ရတယ်မကြိုက်ဘူးမကြိုက်ဘူးပြန်ရကျွန်တော်ကိုလာမေးကြတယ်အများကြီးပဲမကြိုက်ဘူးနော်ပြန်ရကြဖို့ကလိုပါသေးတယ်လို့ကျွန်တော်ပြောခဲ့ပါတယ်ကျွန်တော်ကိုယ်တိုင်လည်းမထိုးပါဘူးနော်ကျွန်တော်ကအပူပဲလိုက်တယ်ဒါပေမဲ့ပြန်ရကနန်းนี่ကျွန်တော်မကစားကျဲတော့တော့တမျိုးကျွန်တော်တို့သွားကြည့်မယ်ဗျာကြားတယ် တခုနကကျွန်တော်ကစားပြသွားတာတွေကဒါ၅ဇွန်နဲ့ခုနှစ်ထဲမှာဖြစ်နေတယ်ဖြစ်စင်နေနော်တခြားလိုင်းလဲသွားမတွေ့နေအဲ့ဒါ၅ဇွန်ခုနှစ်ထဲမှာဖြစ်တာဒါ၅ဇွန်ခုနှစ်ထဲမှာဖြစ်မဖြစ်စင်နော်ခုနကကျွန်တော်ပြသွားတာအချိန်ကြီးဇောင်းတက်သွားတယ်နော်ဒါအချိန်ကြီးပဲကျွန်တော်ရည်မပြတော့ဘွက်ကိုပြန်ရည်ကြည့်ဒါအချိန်ကြီးဖြစ်စင်နော်ရည်မပြတော့အခုအဲ့၅ဇွန်ခုနှစ် ကျွန်တော်တို့နောက်၄ခက်ကိုကျွန်တော်တို့ကစားကြည့်နော်အဲ့ဒီနှစ်ထဲမှာ၄ထိပ်စီးက၄အပိတ်လို့ရိုက်ထားတာတခုရှိတယ်နောက်ဒီ၅ဆုံးခုနှစ်ထဲမှာဒီလိုပဲ၄ထိပ်စီးက၄နောက်ပိတ်လို့ရိုက်မှာတခုရှိတယ်ဒီ၅ဆုံးနှစ်မှာလည်းအဲ့လိုပဲ၄ထိပ်က၄အပိတ်လို့ရိုက်မှာတခုရှိတယ်ဒါဆိုရင်မနစ်က၄ထိပ်ကတလုံးနဲ့ထွက်တော့အဲ့၄ရဒီနေရာမှာပိတ်မလားနောက်ဘွဲပိတ်မလားပေါ့နေနော် နောက်ပွဲမှာ၄ပိတ်မယ်ဆိုရင်အဲ့ဒီ၄ထိပ်ဒီ၄အပိတ်လို့မကြခင်သူ့အပေါ်မှာထွက်တဲ့ခဏက၃ဆွန်းနဲ့ခုနှစ်ထဲကလာတဲ့ခဏ290နော်အဲ့ဒီမှာ၄ထိပ်က၄ပိတ်လို့ကြမယ်ဆိုရင်မကြခင်သူ့အပေါ်မှာထွက်တဲ့ခဏကเนาะကျွန်တော်တို့83ပြီးတော့63ခုနှစ်ထဲကခဏ64 နော်ဒါဆိုရင်ဒီ၅ဆုံးခုနှစ်ထဲမှာထွက်တဲ့၄ထိပ်က၄အပိတ်မထွက်ခင်သူ့အပေါ်မှာထွက်တဲ့ခဏနော်အဲ့တော့မထွက်ခင်သူ့အပေါ်မှာထွက်တဲ့ခဏဒီကျွန်တော်ခုနကပြောသလို၃ဆုံးခုနှစ်ထဲကခဏနော်၃ဆုံးခုနှစ်ထဲကခဏ အဲ့တော့ဒီမှာလဲကျွန်တော်တို့နောက်ဘွဲကိုလေးထိပ်ဒီလေးအပိတ်လို့ထဲလိုက်မယ်ဆိုရင် သူ့အပေါ်မှာထွက်မဲ့ခဏန်းဒီသုံးစုံခုနှစ်ထဲကခဏန်းမလားဖြစ်သွားမလားမအဲ့ဒီမှာကျွန်တော်ကနောက်သုံးခက်မှာကနော်လေးထိပ်ကလေးအပိတ်လို့မရခင်ခွန်ပရိတ်ကြိုကြလေးထိပ်ကလေးအပိတ်လို့မရခင် သူ့ပုံမှာခွန်ပရိတ်ထွက်နော်အဲဒီမှာလေးထိပ်ကလေးအပိတ်လို့မရခင်ခွန်ပရိတ်ကြိုထွက်တာလား ီ၄ဘက်ရဲ့ပုံမှာလည်းသူကခွန်ပရိတ်ကထွက်ပြီးသွားပြီနော်အဲဒီမှာဆက်ပြီးကစားပါမလားခွန်ပရိတ်ကနော်ဒါပေမဲ့ခွန်ပရိတ်ကိုကစားမယ်ဆိုရင်လေဒီကနန်းကိုပဲပြန်တဲ့ခုနကကျွန်တော်ပြောတဲ့ခွန်ခွန်၃ဆိုတဲ့ကနန်းပေါ့နော်ဒီကနန်းကိုပဲကျွန်တော်ပြန်တဲ့ အဲ့တော့အဲ့လိုမျိုးပဲကျွန်တော်တွေးတယ်ဟိုဆိုင်မှာကအဲ့သုံးခွန်ခွန်ကိုပြန်ယူလို့ရနေတာကျွန်တော်သွားတွေးလိုက်လို့ဒါပေမဲ့သုံးခွန်ခွန်မယူပဲနဲ့ကျွန်တော်အဲ့ထဲကတခြားကန်တန်းကိုယူပြီးတော့အော်ဒီထုတ်လိုက်တာဦးအော်ဒီ site ကမပြသေးတော့အဲ့ကောင်ကပြလို့မရဘူးဖြစ်နေနော်အဲ့ထားလိုက်ပါတော့ အဲ့ကျွန်တော်တို့ break ကိုမယူတော့ဘူးဒီလေးဒီမရိုက်ခင် သုံးဆုံးခုနှစ်တဲကကဏ္ဍเนาะကျွန်တော်တို့ဒီလေးရဲ့ဒီကိုမပိတ်ခင်ဒီမှာထွက်တဲ့ကဏ္ဍသုံးဆုံးခုနှစ်တဲကကဏ္ဍเนาะအဲ့ကျွန်တော်တို့သုံးဆုံးခုနှစ်တဲကကဏ္ဍဆိုတော့သုံးဆုံးခုနှစ်တဲကကဏ္ဍเนาะဒီမှာသုံးဆုံးခုနှစ်တဲကကဏ္ဍလာထွက်တာသုံးဆုံးခုနှစ်တဲကကဏ္ဍလာထွက်တာအဲ့ဒီနေရာမှာသုံးဆုံးခုနှစ်တဲကကဏ္ဍ 2023နဲ့ကကဏ္ဍကိုကျွန်တော်ခုနကပြောတဲ့3ထိပ်ခွန်ထိပ်3ပိတ်နဲ့ဒီကဏ္ဍမျိုးကြောက်ရတယ်နော်နောက်ဒီကဏ္ဍဟိုနေ့ကကျွန်တော်မွေးကဏ္ဍလို့ပြောပြီးပြခဲ့တယ်နောက်တစ်ချက်4 6ဒီကောက်ဒီပွဲထိုးရမယ်နော်အဲ1နှစ်4ဒီရှိတယ်9နှစ်4ဒီရှိတယ်ဒါ9နှစ်4ကမနေ့ကအဲ9နှစ်ခွန်ကမနေ့ကပဲကျွန်တော်ပြရတယ်နော်9နှစ်ရှင်းမဟုတ်ရင်9နှစ်ခွန်ဆိုပြီးတော့အဲ့လိုမျိုးထွက်လို့ရတာရုံးလည်းရှိတယ်အဲ့ဒီနေ့ရမှာကျွန်တော်ဒီ3 4 5ကိုတစ်ချက် ထောက်ပြမယ်နော်နောက်ဒီကောင်တစ်ခွက်ရန်ထားအဲ့ဒီ305ကိုကျွန်တော်ဘယ် site နဲ့ပြမလဲဆိုတော့ဟိုဘက်နေ့ကကျွန်တော်ဒီ963အောင်သွားလို့အဲ့ဒီနှစ်ထဲမှာ305 live ပေါက်ရမယ်နော်ကိုခါတပွဲကျော်ဒီပွဲမှာလည်းထည့်လို့ရတယ်လို့ကျွန်တော်ပြောတယ်နော်အဲအဲကောင်ကိုကျွန်တော်တို့အခုလောလောဆယ်ဆယ်၅၄3လို့ကျွန်တော်တို့မြင်ကြည့်လိုက်ဒီမှာထည့်မယ်နော်ကုခရဲ့တပွဲကြုံမှာ၅၄3ပေါက်လို့ရတယ်လို့ကျွန်တော်အဲ့နေရာပြောခဲ့တယ်နော် အခုအဲ့943ကဒီ2013ခုနှစ်ထဲမှာ943ဆိုတဲ့ကဏ္ဍဒီကောင်ရှိနေတယ်เนาะအခု၃နောက်ပိုင်းနဲ့ကစားကြည့်ရင်ပေါ့လေเนาะအဲ့တော့ကျွန်တော်ဒီမှာ site တစ် site မွေး site တစ် site ပေါ့ပြပေးမယ်မွေးထားလဲလဲရပါတယ်เนาะကျွန်တော်တို့ဒီ943ကအဲ့ဒီကလည်းကျွန်တော်မွေးဒီဘွဲလဲထိုးလို့ဆိုပြီးကျွန်တော်ပြောခဲ့တာအဲ့တော့ဒီ နှစ်စွန်းတဲ့ခုနှစ်ထဲမှာပေါ့နော်ကျွန်တော်တို့နှစ်စွန်းသုံးစွန်းကနေ၅စွန်းကိုကျွန်တော်တို့သွားမှာဟုတ်နော်အဲ့တော့နှစ်စွန်းတဲ့ခုနှစ်ထဲမှာဗရိတ်6เนาะဒီ6ဗရိတ်လေးအရင်ကြီး6ဗရိတ်သူ့ဘေးရထောင်းဝင်လို့ယူမယ်နော်6ဗရိတ်ပြီးတော့တခါဒီနှစ်စွန်းတဲ့ဘေးမှာခွန်ဗရိတ်နော်သူ့ဘေးရဒီဇောင်းလေးကိုယူမယ်တခါနောက်ဒီနှစ်စွန်းတဲ့ခုနှစ်ထဲကကျွန်တော်ခွန်ပြီးတော့8ဗရိတ်နော်ဒီမှာ8ဗရိတ်သူ့ဘေးရဒီဇောင်းလေးကိုယူမယ် ရှစ်ပြီးတော့အခုတခါဒီနှစ်စွန်းလေးခုနှစ်တည်းကကိုးပရိတ်သူ့ဘေးရဒီဆောင်လေးကိုယူနော်အဲ့တခါဒီမှာနှစ်စွန်းလေးခုနှစ်တည်းက30ပရိတ်အခုဒီမှာနှစ်စွန်းလေးခုနှစ်တည်းက70ပရိတ်နော်ပရိတ်ကစီနီယာနေနေပဲနော်ကျွန်တော်ယူပြလာတယ်အဲ့အဲ့ဒီမှာ6ပရိတ်ကနေသူကစတယ်6ပရိတ်ရဲ့ဘေးမှာနည်းနည်းချက်လိုက်6ပရိတ်လို့ထွက်ထားတဲ့ဘေးရကဏ္ဍ630 တနှစ်ကျော်မှအကောင်ထွက်တယ်6 30လို့သူထွက်တယ်6ဘရိတ်ပြီးတော့ကျွန်တော်တို့ဒီမှာခွန်ဘရိတ်လို့ထွက်တယ်သူ့ဘေးရခန္ဓာနှစ်6 4ဆိုတဲ့ခန္ဓာကနော်တနှစ်ကျော်မှနှစ်6 4လို့သူထွက်တယ်အဲ့ဒီမှာသူကဒီနှစ်နောက်ပိတ်ဘရိတ်4အဲဘရိတ်နှစ်ကို4နောက်ပိတ်နဲ့သူထွက်တဲ့နေရာမှာသူကွက်တိကြတယ် နောက်တစ်ချက်ကဒီ9ဆုံးနဲ့ခုနှစ်ထဲမှာလည်းအဲ့လိုပဲခုနကကျွန်တော်ပြောတဲ့ရှစ်ပရိတ်ဘေးရ639เนาะတစ်နှစ်ကျော်ပြီးထွက်တယ်သူကလည်းဒီလို၄ခါလေးဆောင်းမှသူထွက်တယ်เนาะဒီကောင်တော့ကလည်း၄ခါဆောင်းမှပဲထွက်တာဒီကောင်ကတော့ချိန်မှမရှိဘူးเนาะထားလိုက်တော့အဲ့တော့6ပြီးပြီးခွန်ပြီးပြီး10ပြီးပြီး9ပရိတ်ရောက်လာပြီအဲ့ဒီ9ပရိတ်ရဲ့ဘေးက639ဆိုတဲ့ကဏ္ဍတစ်နှစ်ကျော်ပါ เออ934ဆိုတဲ့ကဏ္ဍတစ်နှစ်ကျော်မှာ934လို့ထွက်တယ်ဒီမှာလဲနှစ်ပရိတ်4အပိတ်လို့ထည့်ပြီးတော့၄ခါဆောင်တန်းထည့်တယ်အော်ခုနက6ပရိတ်ပြီးပြီး10ပရိတ်ဘေးက486ဆိုတဲ့ကဏ္ဍကတစ်နှစ်ကျော်မှာထွက်တယ်နှစ်ပရိတ်ရဲ့ဆောင်မှာ4အပိတ်နေပဲထွက်တယ်၄ခါဆောင်မှာပဲသူထွက်တယ်ဗောနော် ဒီနေရာမှာကတော့ကျွန်တော်ကမွေးဆိုင်လို့ဘာလို့ပြောတော့ဆိုတော့အခု7ဗရိတ်ထွက်ထားတယ်ဒီဆောင်က4 5 3နောက်ဒီမှာ7ဗရိတ်ထွက်ထားတယ်သူအောက်ပါ8 3 6နှစ်ခွက်တည်းရှိတာနော်အဲ့ဒီမှာဒီ4 5 3ကခုနကဟိုမိုဆိုင်နဲ့သူကသွားတိုက်ဆိုင်နေတော့ဒီနေရာမှာထည့်ကြည့်တာဘာလို့ထည့်ကြည့်တော့ဆိုတော့အဲ့ဒီနှစ်ထဲကကျွန်တော်တို့ဗရိတ်နှစ်ရဲ့ဆောင်းမှာ၄ပိတ်တာဦးနော် အဲဒီမှာလဲဗရိတ်နှစ်ဆောင်မှ၄ဘိတ်တာဗရိတ်နှစ်ဆောင်မှ၄ဘိတ်တာဗရိတ်နှစ်ဆောင်မှ၄ဘိတ်မလားကျွန်တော်အဲ့လိုတွေးကြည့်လိုက်တယ်တစ်ချက်နောက်တစ်ချက်ကဒီကနန်းထွက်တော့ကတော့သူက၄ခါဖြစ်တာပေါ့เนาะဒီမှာတော့၃ဘိတ်ကြီးဖြစ်ဒီဒုတိယကတ်ထွက်တော့သူကတကောနှစ်ဘိတ်ဆောင်မှထွက်တာဟုတ်အဲ့ဒီမှာနှစ်ဘိတ်ဆောင်၄ဘိတ်နဲ့အန်ခိုက်သွားဝင်เนาะဒီမှာမဖြစ်ဘူး ဒီမှာကြတော့ဖြစ်တယ်ဒီကနန်းသွားထွက်တော့နှိပရိတ်၄ဘိတ်နဲ့ထွက်တာဒုတိယကမှာလည်းအတူတူပဲဒီကနန်းကတနစ်ကျော်သွားထွက်တော့နှိပရိတ်၄ဘိတ်နဲ့ထွက်တာဒါဆိုကျွန်တော်တို့ကက်လက်မှာလည်းအဲ့လိုပဲဒီ၄၅၃ဒီနှိပရိတ်၄ဘိတ်ဆိုပြီးဒီနေရာထည့်သွားမလားဒီနေရာမှာမမထည့်ဘူးဆိုရင်နောက်ထပ်တနေရာကွက်တိရှိတာက၄ခါဆောင်လည်းဖြစ်တယ်ပရိတ်နှိရဲ့ဆောင်မှလည်းဖြစ်တယ်အဲ့ဒီနေရာရောက်မှကစားမလား ဟဲ့ပြောလို့ကမရဘူးသူကနော်ဒီနေရာမှာလဲကျွန်တော်တို့မှန်းတယ်လို့မဟုတ်ဘဲနဲ့အလွယ်လေးနှိပရရဲ့ဆောင်းမှာ၄နောက်ပိုင်းနဲ့ထွက်တယ်ကွာဆိုပြီးထွက်သွားရင်ပြဿနာတက်သွားမယ်အဲ့ကျွန်တော်ကအခုဒီ site ကကြတော့နောက်ဘွဲ၄၄မပိတ်ရှင်ဘူးဆိုရင်သူ့အပေါ်မှာထွက်မယ်အဲ့နောက်ဘွဲ၄၄ပိတ်ရှင်သေးတယ်ဆိုရင်သူ့အပေါ်ထွက်မယ်ခဏသိ73ခုနှစ်တည်းကခဏအဲ့ဒီမှာကျွန်တော်ပြောတဲ့၅၄၃ကြီးပါအနေလို့နော် အဲ့ဒါမျိုးကျွန်တော်သွားတွေးမိလိုက်တော့အဲ့ကျွန်တော်မိတ်ဆွေတွေနေနေမွေးထားပေါ်လေနော်ကျွန်တော်တို့ဗရိတ်ကစီနီယာနဲ့သူလိုက်လာတယ်6ဗရိတ်ဘေးရဇောင်း3လုံးကတစ်နှစ်ကျော်မှထွက်တယ်နော်5ဇွန်နဲ့ခုနှစ်ထဲမှထွက်တယ်6ဗရိတ်ပြီးတော့ကျွန်တော်ဒီမှာခွန်ဗရိတ်လို့ဖြစ်တယ်သူ့ဘေးရဇောင်း3လုံးကလည်းတစ်နှစ်ကျော်မှထွက်တယ်6 4နှစ်6နှစ်လေးထွက်တယ်5ဇွန်နဲ့ခုနှစ်မှထွက်တယ် ခွန်ပြီးတော့ဒီမှာရှစ်ပရိတ်လို့ထွက်တာ ਨੇ သူ့ဆောင်ကခန္ဓာ6သုံးညာ9တနစ်ကျော်5ဆုံးနဲ့ခုနှစ်ထဲမှာเนาะလိုက်ထွက်တာထွက်တယ်เนาะ6သုံးညာ9ဒီရှိပရိတ်ပြီးတော့ဒီမှာကိုးပရိတ်လို့ပြန်ရိုက်တော့ဇောင်းသုံးလုံးကကိုးလို့ဖြစ်တယ်ငါးသုံးညာလေးရလဲတနှစ်ကျော်မှထွက်တာပဲနော်မပြတ်ဘူးထွက်နေတာကိုးပြီးတော့အခု30ပရိတ်လို့ဖြစ်တယ်4 6ဆိုတဲ့ဇောင်းလေးတည်တနှစ်ကျော်ထွက်တာပဲဗျာ နော်အဲ့ဒီမှာတိပရိတ်လို့ထပ်ဖြစ်တယ်ဒီနေရာကနေ၄၅၃တနည်းကျော်ထွက်မလာအဲ့လိုမဟုတ်ရင်၈၃၆ဆိုတဲ့ကနေနော်ထွက်မလာသူကဘရိတ်တစ်ကနှစ်မျိုးတော့ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကလိုက်ကြည့်လိုက်တဲ့အခါကျတော့ဒီဘရိတ်တစ်ကဖြစ်ဖို့များတယ်နော်အဲ့ဒီကောင်ကတော့နင်းနေတိတ်တော့မကြိုက်ဘူးဘာလို့တော့ဆိုတော့အဲ့ဒီ site ထဲမှာသူက နောက်သုံးခက်ကိုအညီရိုက်မယ်လို့အခုကျွန်တော်ပြောတယ်ပေါ့နော်အခုကျွန်တော်ပြောတယ်ဆိုတော့ဒီကိုဗရိတ်ဘေးရကနေ934ဒီတစ်နှစ်ကျော်ထွက်တော့ဗရိတ်နှစ်ကဇောင်းမှာလေးနောက်ပိတ်နေထွက်တာအဲ့ဒီတုံညာဗရိတ်ရဲ့ဇောင်းက46ကတစ်နှစ်ကျော်ကိုထွက်တော့နှစ်ဗရိတ်ရဲ့ဇောင်းမှာ၄ပိတ်နေထွက်တာ အဲ့တော့အခုကျွန်တော်က9 4 3ဒီနေရာထွက်ဆိုပြီးပြောပြောပြောလိုက်တာဟိုပြောလိုက်တော့အခုချိန်မှာကလည်းနှစ်ပဋိဆောင်းမှဖြစ်နေတယ်နော်အဲ့မှာကျွန်တော်တို့ဒီ6ထိပ်စီပဋိဆက်တ္သူ့ဆောင်းမှထွက်ထားတဲ့6ပဋိနော်အဲ့တူက7ပဋိပုံတွေထောက်တာ6ထိပ်နဲ့အဲ့6ပြီးတော့၃ညထိပ်နဲ့ပဋိဆက်တ္လို့ထောက်တယ်အောက်ဆောင်းမှာ10ပဋိထည့်တာအခုဒီမှာ7ထိပ်နဲ့ပဋိဆက်တ္ထည့်တယ်ဒီဆောင်းက7ပဋိဒီ7ပဋိကိုမယူတော့ဘူးဒီကောင်မယူမှာ သူ့ဘေးရခန်းနဲ့၄၅သုံးကတစ်နှစ်ကျော်ဒီနှစ်ထဲမှာလိုက်ထွက်နှစ်ပြည့်ရဲ့ဆောင်းဒီပွဲမဟုတ်ရင်ဒီပွဲနှစ်ပွဲပဲကစားဒီဘေးရဆောင်းကိုခန်းန်းကိုယူရင်တော့ဒါ၄၁နှစ်ကတော့ထိုးလို့ရတာပဲလေနော်ဒါပေမဲ့ကျွန်တော်အခုပြောသလိုပေါ့ဒီဗရိတ်၁ကအောက်ဆောင်းကခန်းန်းနော်ဒီပရိသတ်တိကေဒီဆောင်ကဒီပရိသတ်တိကေဒီဆောင်ကနောက်တစ်ချက်ကျွန်တော်ထပ်ပြောအောင် ဒီမှာ तू က633ဆိုတော့9လို့ဖြစ်ထားတာဟုတ်เนาะအဲ့ဒီ9လို့ဖြစ်ထားတဲ့ဇောင်းကဗရိတ်9 9ပြီးတော့ဒီမှာ944လို့ဖြစ်တယ်သူ့ဇောင်းကဗရိတ်30ဒီမှာကျတော့လေးနှစ်ခွန်3เนาะသူ့ဆောင်ကပြိဿတ်1အဲအဲ့ဒီဒီပြိဿတ်1ကမှအန်ခိုက်ကြတယ်ဗောဗျာเนาะအဲကျွန်တော်အခုမန်းတဲ့ကမန်းတဲ့အခုမန်းတယ်လို့ဟုတ်တယ်ကျွန်တော်အဲ့တုန်းက1နှစ်4ဒီစော့ခိုင်းတာမှတ်မိတယ် ျွန်တော်အဲ့တုန်းကဘယ်လိုပြောခဲ့တုန်းဆိုတော့ကျွန်တော်ကအဲ့တုန်းကဒီ၄ထိပ်က၄အပိတ်နဲ့နော်အဲ့ဒီ၄၃ည၅ကိုယူတာပဲနောက်ဒီမှာလဲတူတူပဲဒီ၄ထိပ်ဒီဒီမှာ၄အပိတ်နဲ့ဒီ၄ချစ်၆ကိုယူတာနော်အဲ့တုန်းကကျွန်တော်ကဒီ၄ထိပ်ဒီ၄အပိတ်နဲ့ဟောဒီပရိစ္ဆတ်ရဲ့ဘေးက၄၁နှစ်ဆိုတဲ့ကဏ္ဍဒီနေရာမှာကျွန်တော်ကခွန်ပရိတ်မှခွန်ပရိတ်ဆိုပြီးတော့၄နောက်ပိတ်နဲ့ เนาะมาถั่วกัน3ရက်လောက်มาจนโทไข้มาได้2 3 4ဆိုပြီးတော့เนาะจนโทไข้มาได้อเถอะตันကိုจนไลน์ပေါ်มาคณะคณะปะเลยဒါပေမဲ့မထွက်လာဘူး၄ဘိတ်တလုံးပဲပြီးသွားတယ်เนาะအဲ့တော့ကျွန်တော်ကပြန်စစ်ကြည့်လိုက်တော့ဒီတိပရိတ်မဟုတ်ဘူးဒီတိပရိတ်ဖြစ်တယ်ဒီတိပရိတ်ဘီရကနန်းဆိုရင်ဒီကနန်းပဲဖြစ်ကမှာဗော453เนาะ ဒီနေရာမှာထွက်ရင်ထွက်မထွက်ရင်ဒီနေရာမှာထွက်အဲမွေးထားမှတ်ထားဒါကဒီဘေးမှာเนาะဒီဘေးမှာဆိုတော့ဘယ်ချိန်လဲကျွန်တော်လည်းမသိတော့မရေတတ်တော့ဒါပေမဲ့လောလောဆယ်ဆယ်ရာဒီအချိန်ထဲမှာကသူအဲ့ခဏန်းသွားတိုက်ဆိုင်လို့ပါเนาะနောက်ပြီးတော့သုံးပိတ်ကိုလည်းကျွန်တော်ကြိုက်တယ်အဲ့သုံးပိတ်ကိုကျွန်တော်ပြောရှင်လို့เนาะကျွန်တော်ခဏန်းပို့လိုက်တာကျွန်တော်မိတ်ဆွေတွေတချို့တွေရပြီးပါပြီဒါပေမဲ့ကျွန်တော်က သုံးကအပိတ်နဲ့မဟုတ်ဘူးတော့နှစ်ကွက်ရေးပြီးတယ်မှာသုံးပိတ်နဲ့မဟုတ်ဘူးအဲ့တော့သုံးကိုအပိတ်နဲ့ပြန်ထိုးဖို့လဲပြောချင်တယ်အမှန်တကယ်အာထိုးရမှာအေးခဏနော်ကျွန်တော်လိုက်ထဲမှာလည်းထည့်ပြောရတယ်အဲ့တော့ဒီသုံးလုံးခွန်လို့ဖြစ်တယ်နဲ့ခွန်လို့ဖြစ်တယ်နဲ့ခွန်ရဲ့နှက်ခတ်ကိုဗိုလ်ရိတ်9နဲ့နောက်ပိုင်း30အဲ့ဒါတို့လို့ Bluetooth ဖုန်းနဲ့အားပြီးအဲကျွန်တော်ဦးကတော့ အသားတို့ကဖုံးကအဲ့မှာအခုကြည့်လေ ဖုံးကအစုံနဲ့လွှင့်နေရတာ။အိုးဖုံးအစ်စ်နဲ့ဖုံးအစ်စ်ကချဲပေါက်မှဝယ်မယ်ဆိုပြီးတော့နော်ဒီမှာမချဲပေါက်မှဝယ်မလို့ဟာအဲ့လိုက်ဖုံးအမနဲ့ကောင်းနေတိုင်းဟမ်အမဒုက္ခပဲချဲပေါက်ပါတော့ ချဲပေါ့မှာဖုံးဝင်မယ်ဒီမှာဒီမှာချဲပေါ့ရင်တော့လာกว่าတဲ့သူ့မှာဖုံးကငါးလုံး၆လုံးဖြစ်နေပြီဒါချဲပေါ့ရင်သူကဖုံးဝယ်ရှင်သေးတယ်ကိုထိုးလို့မရဝင်မှန်းလာတယ်ချဲပေါ့ရင်တော့လာกว่าအဲ့ကျွန်တော်ကနား မရသေးတဲ့လူတွေလာယူနော်ရတဲ့လူတွေလည်း၃ပိတ်လေးနဲ့ပြန်ထက်ဒီ၃ပိတ်ကိုနှမျိုးချုပ်ထားလို့ကြိုက်တယ်အဲ့တော့၃ပိတ်ကြိုက်တယ်ပေါ့ဗျာနော်ကြိုက်ရင်တော့ထိုးပေါ့ဩဒီမှာကျွန်တော်တစ်ပရိတ်တစ်ပရိတ်တစ်ပရိတ်မလို့အကိုညီဝယ်ပေးမယ်တဲ့ဟုတ်ကဲ့ပါကျေးဇူးတော်တစ်ပရိတ်ကျွန်တော်ကိုမေးတဲ့လူတွေက ီတေဘရိတ်ကလည်းကျွန်တော်ဖန်လာတာဟိုအောက်မှာဒါပေမဲ့ကြည့်သွားလိုက်ပါတခါတည်းเนาะကျွန်တော်ဆရာမသေးခင်ကကျွန်တော်ကိုမမရရပောက်ကနန်းတစ်ခွက်ထည့်ပေးဘူးတယ်ပြီးတော့ကျွန်တော်ကလည်းသိတဲ့အတိုင်းပဲเนาะကိုကနန်းမှမဟုတ်ရင်စိတ်ကတိတ်ပြီးတော့ဒီငါးကိုခွန်မှာတော့เนาะကျွန်တော်ဆရာမသေးခင်ကိုအောင်မျိုးသက်ပေးသွားတာဒီငါးကိုခွန်ညီလေးမင်းဒီနေရာမှာငါးကိုခွန်ထိုးလို့ရတယ်เนาะ မင်းထိုးထားနော်တဲ့ဆိုပြီးတိတိကျကျစိုက်ပါပြောတယ်အဲ့ဒါကိုကျွန်တော်မထိုးဖြစ်တာပေါ့ဗျာနော်အဲ့ဒါလေးအခုကျွန်တော်ပြန်ပြောပြမယ်သူ့ရဲ့ line asset မှာဒီနေရာမှာ1ရှစ်1ဆိုတဲ့ကဏ္ဍထည့်လို့ရတယ်ကြိုက်ရင်ပေါ့လေနော်မကြိုက်ဘူးဆိုရင်ဒီနေရာမှာထည့်ရမှာအဲ့ဒီကဏ္ဍကခိုင်းနေရာမှာ all these ဖြစ်မယ်နော်အဲ့တော့မှတ်ထားလိုက်တခါတည်းသူမသေးခင်ကကျွန်တော်ကိုအဲ့2020နှစ်က3ချိန်မှာဖုန်းဆက်ပြီးကျွန်တော်ကိုပြောခဲ့ဖို့တယ်ပေးကိုပေးတယ် तू က9000မို့ပေါ့ ီ694ဒီเนาะ694ဒီတဒန်းနဲ့ထွက်တဲ့ line ဒါဆရာတိုင်းသိတယ်เนาะ line ပေါ်ကလူတိုင်းမြင်ဘူးတဲ့အဲ့ဒီ694ဗရိတ်ကိုးကြောင်းနဲ့သူ့ရဲ့နောက်နှစ်မှာကိုးထိတ်ကကိုးခါလို့ကြားတဲ့ခဏက10နှစ်မြောက်သွားထွက်တယ်ตัวนี้ยีไล่ปอ1 2 3 4 5 6 7 8 9 10ปีเหมี่ยวกูตั้วถั่วตัวตะเจิงมาถั่วตาเนาะ တခါဒီမှာ6 6လေးထပ်ထွက်တယ်တဲ့သူ့ရဲ့နောက်နှစ်မှာမင်းလိုက်ကြီးတဲ့ကိုထိတ်ကိုခါလို့ကြတယ်ဒီမှာတဲ့နောက်90 10ဒီကနေ့10နှစ်ပြေးထွက်มาတယ်1 2 3 4 5 6 9 10နှစ်ထွက်တယ်သူကြတော့နှစ်ကြိမ်มาထွက်သွားတာเนาะအဲ့ဒီမှာသူကပြောပြီးရ6 6လေးအိမ်မှာထွက်တယ်တဲ့သူ့ရဲ့နောက်နှစ်မှာကိုထိတ်ကိုခါလို့ရိုက်တာဒီတစ်ခွက်တည်းရှိတယ်ခုန်ခုန်ကအဲ့ကောင်ကမင်း10နှစ်ရေသွားကြီးလိုက်တဲ့ ဒီနေရာမှာထွက်ကမှာတဲ့၃ချိန်မှာထွက်သွားတယ်ဗျာเนาะကျွန်တော်ကမယုံဘူး तू ကတော့ပေါက်တယ်ကျွန်တော်ကမပေါက်ဘူးเนาะကျွန်တော်ငါနဲ့ကြိုင်မတော့ယုံပဲထွက်တာနေ့စတဲ့မထွက်သေးတဲ့ခဏနဲ့အင်းမထွက်သေးမထိုးနဲ့เนาะအဲ့တော့အဲ့ဒီခါနဲ့ကျွန်တော်ဒီခဏသည်၁နှစ်မြောက်ကိုသွားပေါက်လိုက်ပြီးတာနဲ့အဲ့သူ့ရဲ့အောက်ဆောင်၁နှစ်၃၄ချိန်မှာနှစ်ချစ်၁ဆိုတဲ့ခဏသူလိုက်ထွက်တယ် အာထွက်တာဗျာเนาะအာထွက်တာအဲ့တော့ဒီ694ဘေးကကိုခါသည်ကိုထိုက်သည်ကိုခါနဲ့ထွက်တယ်ဒီကနန်းသည်10နှစ်မြောက်2ချိန်မှာထွက်တယ်သူ့အောက်ဇောင်း2ပွဲကျော်လိုက်အဲ့မှာ1ရှစ်1ဆိုတဲ့ကနန်းကြီးထွက်တာအာထွက်တာเนาะအာထွက်တာအဲ့တော့အခုကျွန်တော်တို့ဒီပရိတ်ကိုထွက်ပြီးကိုထိတ်ကကိုခါလို့ရိုက်ပြီးသူ့ဇောင်းကကနန်းသည်10နှစ်မြောက်3ချိန်မှာအတိအကျထွက်တယ်เนาะ ဘာအထောက်မှမလို့အဲ့တော့ဒီကနန်းရဲ့အောက်ဆောင်မှာတော့ကျွန်တော်တို့ကနှိစ်ရှိတဲ့အာကြိုက်တယ်လို့နေရာထိုင်ကျွန်တော်ကဒီလိုပဲကြိုက်တယ်ကျွန်တော်ရှိမှာနှိထိတ်လည်းရှိတယ်ရှစ်ခါလည်းရှိတယ်တိပိတ်လည်းရှိတယ်ဟာဒီလိုပဲကြိုက်တယ်တကယ်လို့ဒီအချိန်မှာမထွက်ဘူးဆိုရင်ဟာဒီအချိန်ရောက်ရင်တော့ဒါကျွန်တော်တို့ organ ဖြစ်သွားလို့ရတယ်နော်ဘာလို့လဲဆိုတော့အဲ့ဒီမှာ တခြားအထောက်တွေရှိတယ်ကျွန်တော်မပြတော့ဘူးเนาะဒါပေမဲ့ဒီပွဲမှာအခုကျွန်တော်တို့ဒီကောင်တော်မှတစ်ချိန်ထွက်တယ်ဗျာเนาะဒီကောင်ကတစ်ချိန်ထွက်တယ်ဒီကောင်ကနှစ်ချိန်ထွက်တယ်ဒီကောင်ကသုံးချိန်ထွက်တယ်အခုကျွန်တော်တို့ဒီမှာ၄ချိန်မှာထွက်မယ်ဗျာအောက်ကတန်းတန်းလာဒီမှာ၅ချိန်ထွက်မယ်ဗျာဒီမှာ၆ချိန်မှာဒီကနန်းထွက်မလားเนาะဒါမျိုးပြောတာအဲမထွက်ဘူးဆိုလို့ရှိရင်တော့ကောင်းတယ်เนาะဒီပွဲရောက်ရင်ကျွန်တော်တို့ organ အဖြစ်ကစားမယ်เนาะအဲ့ဒါလေးဟိုမှာ ဖဖပြီးခဲ့တဲ့ဘွယ်တော့ငါလေးပရိတ်ကျွန်တော်ပို့ပေးတာမှန်လိုက်တာငါတူရလေးပရိတ်ဘာကဏ္ဍထောက်ရမလို့ကျွန်တော်ကလေးပရိတ်နဲ့ကငါငါလေးလို့သွားပေးတာအဲအခုဒီဘွယ်ကိုတစ်ပရိတ်တဲ့ဆိုလို့ဒီတစ်ပရိတ်ဆိုရင်ကျွန်တော်ညကြရင်ပြပေးမယ်နှစ်ရှစ်တိဆိုင်လေးတော့ရှိတယ်လို့မကြိုက်တော့မကြိုက်ဘူးဖွားရည်လို့ဒီဒီလည်းမရှိရှိဟိုနေမဖြစ်နဲ့ပြရစို့နော်အာ ကျွန်တော်လေးပရိတ်လာမိတာကျွန်တော်994လို့ပြောထားတယ်ပြီးရောကဲဟုတ်ပြီအားလုံးပဲကံကောင်းကြပါစေနော်ကျွန်တော်ပြရတဲ့ကဏ္ဍကြိုင်ကြိုင်မကြိုင်မထိုးနဲ့ဟုတ်လားဒါတွေကဘာမှမဟုတ်ဘူးမွေးကဏ္ဍ site တွေများတယ်အခုကျွန်တော်ပြောသွားတယ်နော်1 7မွေးတို့3 5မွေးတို့အချိန်ကြီးလဲဖန်းထားတာတွေကျွန်တော်တခါတည်းထောက်ပြရတယ်ပြီးသား ကြကြင်တာကဒီခွန်ခွန်3မဟုတ်ရင်ခွန်33ဆိုတဲ့ကဏ္ဍမျိုးလေးပေါ့နော်ဒါဒီနှစ်ကွက်ထဲရတော့တစ်ကွက်လောက်တော့စိတ်ဝင်စားတယ်ဒီပွဲမှာဒီကဏ္ဍတော့မကြိုက်ဘူးကြိုက်ရင်ဒီနှစ်ကွက်ထဲရကြိုက်မယ်နော်ဒီနှစ်ကွက်ထဲရကြိုက်မယ်ဆိုရင်618ကြီးရှိတယ်လေ618ကြီးဆိုရင်ကျွန်တော်တို့ကဏ္ဍကိုက်တာပဲဟောကျွန်တော်ကဏ္ဍပေါ်ရသေးဘူးပဲဟုတ်သားပဲ ျွန်တော်ပို့လိုက်မယ်เนาะကဲဟုတ်ပြီအားလုံးပဲကံကောင်းကြပါစေကျွန်တော်ပြရတဲ့ site ကလေးတွေမှတ်ထားပါเนาะလေးတရှိရှိဘူးလားရှိတယ်လေးတရှိကမနစ်က6ထိပ်စီ အောက်ကကနန်းဒီ6ထိပ်စီအောက်ကကနန်းနောက်နှစ်ကိုထွက်ပါဒီနေရာကြီးမှာတော့မကြိုက်ပါဘူး ရှိတယ်ရှိတယ်ဦးနောက်မှကျွန်တော်ဖုန်းခေါ်လိုက်မယ်နော်